အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီခုရင်ဆိုင်ကြောပြတ်နေရတဲ့အချိန်တွေကတော်တော်ကျန်းတယ်တော်တော်များများအတွက်အဆင်မပြေလောက်ဘူးเนาะဟိုဘယ်နေရာမှာပဲជីជីနေရာစုံမှာကောင်းနေဆိုရဲကိစ္စကတက်ပြကြတဲ့မရှိဘူးအဲ့အရင်တော့ကတော့ကျွန်တော်တို့ပြောပါရဲအကောင်းမြင်သိထားပါအကောင်းမြင်သိထားပါဆိုပြီးတော့လူတွေတယောက်တယောက်ပြောကြရတယ်ပေါ့နော်ဒါပေမဲ့ဖြစ်ဖြစ်နေရတဲ့အကုန်လုံးကတခုမှအကောင်းမရှိရတဲ့ခါကြတော့ဘယ်လိုမျိုးအကောင်းမြင်သိသွားထားမလဲပေါ့အဲ့ဒီမှာတော်တော်ပြဿနာရှိရပေါ့နော်လုံးဝမကောင်းနေတဲ့ခါကြတော့ အကောင်းမြင်စိတ်ကိုဇွတ်ထားလို့မရကျွန်တော်တို့အဲ့ဒါကို toxic positivity လို့ခေါ်တယ်တဘောကဖြစ်ပျက်နေတာတွေကမှမကောင်းတော့တဲ့အခြေအနေမှာဘလိုမျိုးကိုယ်စိတ်ကိုမပြတ်ယွင်းအောင်ပေါ့နော်အကောင်းမြင်စိတ်ထားပါပိုကောင်းတဲ့အနာဂတ်တွေဖြစ်လာဖို့အတွက်ပါလို့ကျွန်တော်တို့ဘလိုဖြေသိမ့်မလဲအနာဂတ်မှမရှိဖြစ်နေတဲ့အချိန်တွေမှာတို့ငါတို့အနာဂတ်မှာတော့ပိုကောင်းတဲ့အနာဂတ်တွေရှိလာမှာပါလို့ကျွန်တော်ဘလိုယူမှန်းကြမလဲပေါ့နော်ဒီလိုမျိုးအနာဂတ်ပြောင်းနေတဲ့ခါကျတော့ပထမဆုံးဖြစ်တဲ့ကိစ္စကတော့မျောလင့်ချက်မဲ့တာဘာလို့လဲဆိုတော့ ော်ငါတို့နောက်ထပ်3နှစ်5နှစ်မှာဘာဖြစ်လာမလဲဆိုတာတော့ဘယ်လို့မှမသိရသေးတဲ့အခြေအနေဆိုတော့ကိုကိုကိုဘာလောက်ရမလဲဆိုတာကိုမျှော်လင့်ချက်မရှိတော့ဘာအတွက်အသက်ဆက်ရှင်နေတာလဲပေါ့နော်ဘာမှန်မှမသိတဲ့ရှေ့မှာငါအသက်ဆက်ရှင်နေဖို့တော့ရှိနိုင်မှာမလားမရှိနိုင်မလားဒီအခြေအနေတိုင်းမှာငါဆက်ရှိနေပါမလားဆိုတာတော့မသိကြတဲ့နောက်မှာတော့အနာဂတ်အတွက်ကြိုပြီးတော့စိတ်ကူးရင်နေတဲ့ plan တွေဆိုတော့ဘာလို့ပွတ်တော့မှာလဲပေါ့ဒီလိုမျိုးတွေဖြစ်လာတယ်အဲ့ခါကျတော့မျှော်လင့်ချက်တဖြည်းဖြည်းချင်းမဲ့လာတယ် လူတွေမှာမျောလင့်စရာမရှိတော့ဘူးအဲ့ခါကျတော့ဆက်ပြီးတော့တရားကိုမဖြတ်တန်းကျင်တော့ဘူးဆိုတာမျိုးတွေကျွန်တော်တို့ဖြစ်လာတယ်ပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်ပြောသိသိကျင်တာကတော့ဘာလဲဆိုတော့တရားမျိုးကဖြစ်မှာပဲကျွန်တော်တို့ရဲ့ရင်ဆိုင်ဖြတ်တန်းနေရတဲ့အချိန်ကြီးကြောဖြတ်နေရတဲ့ဒုက္ခတွေအနေထားအရာဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာပြဿနာတွေကတော့ဖြစ်ကိုဖြစ်မှာပဲအထူးသဖြင့်တော့မျောလင့်ချက်မဲ့တယ်မျောလင့်ချက်မဲ့တဲ့နောက်မှာကျွန်တော်တို့စိတ်ဖိစီးတယ်စိတ်တက်ကြတယ်ဆက်ပြီးတော့နေ့ရက်တိုင်းကိုမရှင်းတန်ကျင်တော့ဘူး ဒီလိုမျိုးအခြေအနေမျိုးတွေဖြစ်အဲ့တော့အဲ့ဒါကြောင့်မလို့ပဲကျွန်တော်ကလည်းဒီ series ကိုလုပ်ဖြစ်တာအဲ့တော့ဒီခက်ခဲကြမ်းတမ်းတဲ့ခီးကြမ်းကြီးကိုကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာကောင်းကောင်းနဲ့ဘယ်လိုရင်ဆိုင်ကြုတ်ဖြတ်ကြမလဲပေါ့နော်ဒီဟာမျိုးကိုကျွန်တော် grind လုပ်နေတဲ့အရာတွေကိုကျွန်တော်မျှဝေခြင်းတဲ့အတွက်ကြောင့်မလို့လေကျွန်တော်ဒီ series ကိုစဖြစ်တာပေါ့အဲ့တော့ခုနစကားကိုပြန်ဆရင်တော့ပြင်မှာဖြစ်နေတာတွေအကုန်လုံးကမှမကောင်းတော့တဲ့အခြေအနေမှာကိုကဘယ်အရာပေါ်ကြည့်ပြီးတော့အကောင်းမြင်စိတ်ထားရမလဲအကောင်းမြင်စိတ်ထားလို့မရဒီအခြေအနေမှာကျွန်တော်တို့လောက်ရမှာ ကပါလဲဆိုတော့ဟုတ်ပြီ ခြေနေတွေကတော့ခက်ခဲနေတယ်ဒီလိုမျိုးဖြစ်ပျက်တွေကတော့ဖြစ်နေတယ်ဟုတ်ပြီအရန်ဆိုးနေပြီဒီဟာတွေအပေါ်မှာငါတို့ဘလူးရှင်ဆိုင်ကြော်ဖြတ်ကြရမလဲဆိုရက်တကယ်ပကတိအခြေအနေကိုမှန်မှန်ကန်ကန်သိမြင်သုံးသပ်နိုင်ပြီးတော့ရှေ့ဆက်ရမယ့်လမ်းကြောင်းကိုဟိုပလန်ဆွဲနိုင်ဖို့ကကျွန်တော်တို့တပူပြီးတော့လိုအပ်တာ မရှိရတဲ့အရာတွေမဖြစ်နိုင်တော့တဲ့အရာတွေအဲ့လိုမျိုး အရာတွေပေါ်မှာစိတ်ကူးယင်ပြီးတော့ပိုကောင်းလာမှာပဲဒီဟာကတော့ပိုပြီးတော့အဆင်ပြေလာမှာပဲဆိုတာမျိုးတွေစိတ်ကူးယင်ပြီးတော့ကျွန်တော်ကြော်ဖြတ်မဲ့အချိန်မျိုးမဟုတ်ဘူးကျွန်တော်ရှေ့နေတဲ့လက်ရှိဖြစ်နေတဲ့အကြောင်းအရာတွေကိုတကယ်လက်သင့်ခံလိုက်ပြီးဟုတ်ပြီဒီလိုတော့ဖြစ်ဖြစ်နေပြီငါတို့ဘာဆက်လုပ်ကြမလဲဆိုတာကျွန်တော်စဉ်းစားရမှာအဲ့တော့လက်ရှိမှာကျွန်တော်နေဖြစ်တဲ့ပုံစံကတော့ဘာလဲဆိုတော့ကိုလှုပ်လို့ရတဲ့အရာတွေပေါ်မှာပြေဝအယုံဖိုက်ပြီးတော့ ကျွန်တော်အဲ့ဒီဟာတွေအတွက်တနေ့တရချင်းတရချင်းကိုကျွန်တော်တို့ရှင်းတန်းနေရှင်းတန်းခဲ့တာပါပဲเนาะကျွန်တော်အဲ့လိုမျိုးကျွန်တော်ရှင်းတန်းနေတယ်ပေါ့အဲ့တော့ကျွန်တော်တို့တွေအားလုံးမှာနှစ်မျိုးရှိတယ်လူတွေအကုန်လုံးမှာကျွန်တော်နှစ်မျိုးဟိုလှုပ်လို့ရတဲ့နှစ်မျိုးရှိတယ်ကျွန်တော်တို့စီမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ ਨੇ တက်ဆိုင်တဲ့အကြောင်းအရာတွေလို့ခေါ်ပြီးတော့ကျွန်တော်တို့ကနေလှုပ်လို့ရတဲ့အရာတွေကျွန်တော်တို့ပိုင်တဲ့အရာတွေခေါ်လိုက်မယ်เนาะအဲ့တော့ဆိုကြကျွန်တော်တို့ ਨੇ ဆိုင်ုံဆိုင်တဲ့အရာတွေနဲ့ကျွန်တော်တို့ပိုင်တဲ့အရာတွေ ကျွန်တော်နဲ့ဆိုင်ယုံဆိုင်တဲ့အရာတွေဆိုတာဘယ်လိုမျိုးလဲဆိုတာကျွန်တော်တို့ပုံမှာလာပြီးတက်ရောက်နေတဲ့ကိစ္စတွေဥပမာအဖြစ်ဆိုရင်အခုဖြစ်နေတဲ့နိုင်ငံရေးတွေစီးပွားရေးတွေလူမှုရေးကိစ္စတွေဒီလိုမျိုးအခြေအနေနောက်တစ်ခါယာသီဥတုနဲ့ပတ်သက်တဲ့ကိစ္စတွေတဘာဝဘေးအန္တရာယ်ဒါမျိုးတွေဆိုတာကကျွန်တော်တို့နဲ့ဆိုင်တော့ဆိုင်တယ်ကျွန်တော်တို့ပုံမှာလာပြီးတက်ရောက်မှုရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့မပိုင်ကျွန်တော်တို့လုပ်လို့ရတာများများဆဆသိမ့်မရှိဘူးနော်နိုင်ငံရေးနဲ့ပတ်သက်လို့စီးပွားရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီဟာကြီးကိုပြန်ကောင်းအောင်ကျွန်တော်တို့လုပ်လို့ရတာအများကြီးမရှိဘူးဒါပေမဲ့ကျွန်တော်တို့မှာ ပိုင်တဲ့အရာတွေရှိတယ်ခုနအရာတွေကကျွန်တော်တို့ပုံမှာလာပြီးတက်ရောက်မှုရှိတယ်ကျွန်တော်တို့စိုင်ုံစိုင်ပြီးတော့မပိုင်မိမဲ့အဲ့ဒီအရာတွေနဲ့ကြုံတွေ့တဲ့အခါမှာဘယ်လိုမျိုးကျွန်တော်တို့ကတုံ့ပြန်မလဲဘယ်လိုမျိုးကျွန်တော်တို့တွေရှေ့ဆက်ကြမလဲဆိုတာကကြတော့ကျွန်တော်တို့နဲ့စိုင်ုံနဲ့မကပိုင်မှာပိုင်တဲ့အရာတွေဖြစ်လာတယ်နော်ဥပမာအဖြစ်ကျွန်တော်ပြောပြမယ်တချို့တွေမှာနိုင်ငံရေးစီးပွားရေးလူမှုရေးတွေခုနပြောသလိုပဲကိုနဲ့မပိုင်ဘူးကိုနဲ့ဆိုင်ုံမဲ့ဆိုင်နေကိုကမပိုင်ဘူးဒါပေမဲ့ ကျွန်တော်တို့ဒီနိုင်ငံရေးအခြေအနေမှာဒီစီးပွားရေးအခြေအနေမှာငါတို့ဘယ်လိုရှေ့ဆက်ကြမလဲဘယ်လိုစိတ်မျိုးထားကြမလဲဒီလိုဟာမျိုးတွေကကျတော့ကျွန်တော်တို့ပိုင်လဲပိုင်တယ်ကျွန်တော်တို့ဆိုင်လဲဆိုင်တယ်နော်အဲ့တော့ကိုရိုင်းလုံးလို့လေရတယ်အခုဖြစ်နေတာတွေကိုဗျာမဖြစ်ပါနဲ့လို့ကျွန်တော်တို့ကဘာမှလုံးလို့မရအခုဖြစ်နေတဲ့အရာတွေကိုကိုကမကြိုက်ဘူးဆိုလဲရင်ဆိုင်ကြုံတွေ့နေရမှာအဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲကျွန်တော်ကတော့ဘာလုပ်လဲဆိုတော့ကိုပိုင်တဲ့အရာတွေပေါ်မှာအပြည့်အဝအာယုံစိုက်တယ် ကိုလုတ်လိုက်ကိုလုတ်လို့ရတဲ့အပေါ်တွေမှာပြေဝအောင်ဖိုက်တယ်ဥပမာကျွန်တော်တခုပြောပြရာသီဥတုအရန်ပူတယ်ဒါလူတိုင်းအတွက်ပူနေမှာပဲရာသီဥတုပူခြင်းကလူတိုင်းအတွက်ပဲဒါကစာရင်စာအဲ့တော့ရာသီဥတုပူတာကိုကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတာကျွန်တော်တို့ရွေးချယ်ပိုင်ခွင့်ရှိတယ်အဲ့ဒါကကိုနဲ့ဆိုင်လဲဆိုင်နေပိုင်လဲပိုင်အဲ့တော့ရာသီဥတုကပူလိုက်တာဆိုပြီးတော့ကျွန်တော်ညီးနေလို့ရတယ်ဒါကကျွန်တော်တို့ဆက်ညီးနေမလားဒါမှမဟုတ်ရာသီဥတုကပူလိုက်တာရေချိုးလိုက်မယ်လူမျိုးလဲကျွန်တော်ရွေးချယ်ပိုင်ခွင့်ရှိတယ်အဲ့ပြောချင်တာက ကျွန်တော်တို့တွေရင်ဆိုင်ဖြတ်တန်းနေရတဲ့အခက်ခဲတွေကဒီအချိန်ဒီမှာတုန်ညီကြတာများတယ်။နိုင်ငံမကောင်စီးပွားရေးမကောင်အဆင်မပြေဘူးပေါ့။ဒီလိုမျိုးတွေခြေနေတွေရှိနေတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒီသတင်းတွေကိုအာရုံစိုက်ဖြစ်တာတော့ဖြစ်နေတယ်ဗျာ။ဒါပေမဲ့ကျွန်တော်တို့လှုပ်လို့ရတယ်ဗာအများကြီးရှိလို့လေ။အဲ့ဒါတွေကိုကျွန်တော်တို့ခေါင်းထဲမှာတစ်ချိန်လုံးထည့်ထားပြီးတော့ကျွန်တော်တို့တွေးနေတော့လေကျွန်တော်တို့အတွက်ကောင်းလို့ရကောင်းကျိုးရလာတာဘာမှမရှိဘူးလေ။အဲ့တော့အဲ့ဒီဟာတွေအာရုံစိုက်မဲ့အစားနေစဉ်ဘဝထဲမှာကိုယ်ရှင်သန်ဖို့အတွက် ကိုလုံးလို့ရတဲ့အရာတွေကိုပဲကျွန်တော်အိုင်အွန်ဆိုက်ပါကိုပိုင်တဲ့အရာတွေကိုပြည့်ဝအိုင်အွန်ဆိုက်အဲ့တော့ဒီအချိန်နေမှာစိတ်ပိုင်းဆိုင်ရာကျမ်းမာနေဖို့အတွက်ဆိုရင်ကျွန်တော်အကြံပေးချင်တာကဘာလဲဆိုတော့ကိုလုံးလို့ရတာတွေကိုအိုင်အွန်ဆိုက်ကိုမလုံးလို့ရတာတွေကို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 ဘာမှလုံးလို့မရတဲ့အရာတွေကိုလည်းပတ်သက်လို့ရှိရင်တိတ်အများကြီးမတွေးနဲ့အဲ့တော့ကျွန်တော်အကြံပေးချင်တာဘယ်လိုလဲဒီလိုလေးလုပ်လိုက်နေ့တိုင်းမှာကိုယ်ကိုစိတ်ဖိစီးစေတဲ့အရာတွေကဘာတွေလဲဆိုတော့စဉ်းချကြည့်ကြည့်လိုက်ဘယ်အရာတွေကတော့ငါပိုင်တယ်ဘယ်အရာတွေကတော့ငါနဲ့ဆိုင်ုံနဲ့ဆိုင်တယ် ငါပိုင်တဲ့အရာကိုလှုပ်လို့ရတဲ့အရာဆိုရင်အဲ့ဒါကိုအကောင်းဆုံးလှုပ်လိုက်ကိုလှုပ်လို့မရဘူးဒီဥစ္စာကတော့ငါဘာမှမတတ်နိုင်ဘူးဆိုရင်ခေါင်းထဲကနေထွေးထုတ်လိုက်အတွေ့တွေကနေထုတ်လိုက်နော် just move on မယ်အဲ့တော့ကိုယ့်အပေါ်မှာဖြစ်ပျက်တဲ့အရာတိုင်းကတော့ကိုထိတ်ချုပ်လို့မရဘူးနော်အနှစ်ချုပ်ကတော့ကိုယ့်ပေါ်မှာဖြစ်တဲ့အရာတိုင်းကိုထိတ်ချုပ်လို့မရဘူးဒါပေမဲ့ကိုထိတ်ချုပ်လို့ရတဲ့အရာတွေပေါ်မှာအာယုံစိုက်လိုက်ရင်တော့ကျွန်တော်တို့နေတိုင်းနေရတာပို့ပြီးတော့အတိတ်ပဲရှိလာလိမ့်မယ်